الحمد لله وحده والصلاة والسلام على من لا نبي بعده أما بعد فعن أيوب بن موسى عن أبيه عن أبيه عن جده أن رسول الله صلى الله عليه وسلم قال ما نعل والد ولدا من نعل أفضل من أدب حسن رواه سنن الترمذي او كما قال صدق رسول الله صلى الله عليه وسلم ဒီစားပါတော့တော်စင်ပေါ့လို့ခင်ဗျာကျွန်တော်အနေနဲ့ပြီးခဲ့တဲ့အပတ်တွေကနေပြီးတော့သာသမီတွေကိုပြုစုပို့ထောင်တဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့တင်ပြခဲ့အခုဒီအပတ်မှာလည်းထပ်ပြီးတော့တင်ပြမှာကသာသမီကိုပြုစုပို့ထောင်ခြင်းကဘလောက်တော့အရေးပါလဲဘလောက်တော့တမန်တော်မြတ်ဆလ္လာဟူအလัยဟိဝဆလမ်ကအစင်တခုကိုပြောထားတယ်ဒါကိုတင်ပြမှာဖြစ်တယ် ဘုန်းကကျွန်တော်ရွတ်ဖတ်လိုက်တဲ့ဟာဒီစ်ကသီရမီဇီချာမှာဟာဒီစ်နံပါတ်1950နှစ်မှာပါရှိတဲ့ဟာဒီစ်တွေဒီဟာဒီစ်မှာတောင်းနမကြီးဆလ္လာဟူအလัยဟိဝဆလမ်ကအမင်းရှိတာကမာနာဟာလာဝါလီဂွန်ဝါလာဒန်မင်နာဟာကြီးပြသူကားတဲ့မိသားသမီးတွေကိုပေးတဲ့လက်ဆောင်တွေထဲမှာဒီလက်ဆောင်တွေပို့ပြီးတော့ကောင်းတဲ့ပို့ပြီးတော့တာမြတ်တဲ့ချင်းမြင့်မှုဆိုတာမရှိပါဘူးတဲ့အစ်လာအာ မင်အဒဘီအဖဒလာမင်အဒဘီဟာဆန်အဲ့ဒီအရာကဘယ်အရာလဲဆိုတော့သာသမီကိုမိမယဉ်ကျေးအောင်အဒပ်တင်မိခြင်းကတော့အများဆုံးပဲဆိုလိုချင်တဲ့ဘောကမိဘကသာသမီကိုဥစ္စာပစ္စည်းတွေပေးလိုက်တယ်ဒါလည်းကြီးကျယ်တဲ့ကိစ္စမဟုတ်ချမ်းသာအောင်လုပ်ပေးလိုက်တယ်ကြီးကျယ်တဲ့ကိစ္စမဟုတ်ငါမရှိတဲ့နောက်ပိုင်းမှာငါသာသမီကိုပိုင်အိမ်နဲ့နေနေအောင်ကိုပိုင်ရင်ကိုပိုင်ကကိုပိုင်လုပ်ငန်းနဲ့ချမ်းချမ်းသာသာ ကျောကျောဝါနီနဟောပေးလိုက်တာအဲ့ဒါကမြတ်တဲ့ကိစ္စမဟုတ်ဘူးတဲ့မြတ်တဲ့ကိစ္စအကောင်းဆုံးကိစ္စကဘယ်အရာလဲဆိုရင်လည်းမိမိရဲ့တားသမီးကိုငယ်စဉ်ဘဝတည်းကနေပြီးတော့လိမ္မာရင်ကြည်အောင်ကုစုပို့ထောင်လိုက်ခြင်းကအလွန်အမတမကိုကြီးကျယ်တဲ့ကိစ္စဖြစ်တယ်အလွန်အမတမကိုမြတ်တဲ့ကိစ္စဖြစ်တယ်ကျွန်တော်တားသမီးတွေကိုဥစ္စာပစ္စည်းပေးလိုက်တယ်ဒါလည်းနေမတစ်ခုပဲဒါလည်းချီးမြှင့်မှုစုလက်တစ်ခုပဲအဲ့ဒီနေမအဲ့ဒီမိဘဘက်ကရလိုက်တဲ့ချီးမြှင့်မှုတွေက မိမိအတုံးမကြလို့ကုံသွားတာဖြစ်နေတယ်။တက္ကသီမှာတူတော်အလ္လာဟ်မတတ်မထားရင်လည်းပုံစံတစ်ခုမို့တစ်ခုနဲ့ကုံဆုံးသွားမှာပဲ။ကဘေးတစ်ခုခုရောက်လာလို့လည်းကုံဆုံးသွားနိုင်တယ်။သူကရရှိထားတဲ့အရာတွေကိုလုပ်ငန်းတစ်ခုခုမှထည့်သွင်းပြီးလုပ်ငန်းလုပ်တဲ့အခါမှာအရှုံးပေါ်ပြီးတော့လည်းကုံသွားနိုင်တယ်။ဒါပြေကြတဲ့အရာ။ကိုယ်စီမှာအမြဲတမ်းထာဝရရှိမယ့်အရာမဟုတ်ဘူး။ဒုနီယာတော့လည်းခိတ္တခဏပဲအာကရအတော့လည်းအကျိုးရှိခြင်းမှလည်းရှိတယ်။ အဲဒါပေမဲ့သူ့တက်ကောင်းတဲ့နေမတ်ကပါလေကလေးတယောက်ကငယ်ရွယ်စဉ်ဘဝထဲမှာလေကလေးတယောက်အကောင်းဆုံးဖြစ်အောင်လေမာရင်ကြည့်အောင်လူကြီးကိုလူကြီးမှန်မိဘကိုမိဘမှန်ဆရာသမားကိုဆရာသမားမှန်မိမိကတက်ကြီးအသက်ကြီးတဲ့အကိုတွေအမတွေကိုကိုယ်အစင်းနဲ့တူကိုယ်တက်ငယ်တဲ့လူတွေကိုလည်းသူ့သူ့ကိုတင်လာပြီးတော့ယူရပြီးတော့ဆက်ဆိုင်ရမယ်ဒီဝိတရားလေးကိုနားလည်တဲ့အရေးချင်းလေမာရင်ကြည့်အောင်သူ့အစင်းနဲ့သူအားလုံးကိုပေးဆက်ရမယ်ဟိုကိုကလို့ခေါ်တယ် ဝတ္တရားတွေကိုခြေပြုံတတ်တဲ့အရေးချင်းကောင်းတွေကိုချင်းမြင်လိုက်ခြင်းကပျောက်ဆုံးသွားမယ့်အရာမဟုတ်အဲ့ဒါရှိခြင်းကဒုနီယာမှာလည်းသူကလပတင့်တယ်တဲ့သူဖြစ်နေမယ်လူအတိုင်းဝိုင်းမှာနာမည်ကောင်းရတယ်လူအတိုင်းဝိုင်းမှာသူ့ကိုလူတွေကလူရည်ဂျုံဖြစ်လက်ခံလိမ့်မယ်ကောင်းမြတ်တဲ့သူအဖြစ်လက်ခံလိမ့်မယ်ဒါတော်ကြီးကျယ်တဲ့နေမှာဘယ်ဆုလက်ပဲချင်းမြင်မှုအဲ့တော့တမန်တော်ကပြောတာမိဘကတာသမီကိုပေးတဲ့နေမှာဒီထဲမှာသူ့ရဲ့ပညာရေးသူ့ရဲ့ လူမှုရေးသူကအခလာသူကဒီနေရာဒီမှာကောင်းမွန်အောင်ပြုလုပ်ပေးခြင်းသူစုပြိုးထောင်ပေးခြင်းကအကောင်းဆုံးသောအရာဖြစ်တယ်တဲ့အဲ့တော့နောက်ထပ်ကကျွန်တော်တို့ဥစ္စာပစ္စည်းပေးလိုက်တယ်ချမ်းသာအောင်လုပ်လိုက်တယ်ဆိုရင်အဲ့ဒါလည်းကောင်းလားဆိုတော့အတိုင်းအတာတစ်ခုတည်းတော့ကောင်းတယ်ဒါပေမဲ့သူ့ကို adaptive meeting ကပုံကောင်းတယ်။ဘာကြောင့်လဲဆိုတော့လူတစ်ယောက်ရဲ့အသွင်ထဲမှာ adapt ဆိုတာဒီစီကံမရှိဘူး၊ရိုးချိုးမှုမရှိဘူး၊လူတွေကိုစာနာတဲ့အရေးချင်းမရှိဘူး။အဲ့ဒီဇာတိတာကောင်းမရှိဘူးဆိုသူကလူထဲမှာ လူကဲတို့နေထိုင်နေပြင်မဲ့လေပခုံးလေးနှစ်ခုကြားမှာခေါင်းပေါက်ပြီးကျွန်တော်ကအောက်မှာလက်ကဘေးမှာလက်စီကတူးနေရမှာသူရှင်းနေတော်လဲပဲတူဒီလူမဟုတ်ဘူးဟိုကျွန်တော်တို့မကတ်ကြောင်းနေမှာကျွန်တော်အိုးတော်ဒုစရီဆိုတာပါအဲ့ဒီမှာနောက်ဆုံးမှာကြပြားလေးတစ်ခုရေးတယ်အဲ့ဒီကြပြားကအစနဲ့ကြောင်းမှာဘာပါလဲဆိုရင်အဒပ်စီဟီအင်စာအင်စာဟဲအဒပ်ရှိမှလူကလူဖြစ်တယ်တဲ့ ادب جو نہ سیکھے وہ حیوان ہے ادب کو بلوگا تین یوں سیبو دا مو مشی بو لے تو بو آ رہے ما ادب مشی بو لے اری لو کا لو مو کو تری سان ہے اے رو لو چے لو چے وے کو سوق تی نائیں نے ایے چھین گاؤں نی کا کھلے بو آ رہے کا کو سو بو ٹھاؤ پے ما جی لا ما شی اے رو جی لا رو لو گا رو جی دوا رے اتے یوے لے جی دوا رے لو جی لو تھین یا رو جا لے بے لو گاؤں پے لا رہا با چاؤ لے سو ခလေးဘဝမှာသူ့ကိုအဒပ်မတင်ပေးခဲ့ဘူး။အဲ့တော့ခလေးဘဝမှာသူ့ကိုအဒပ်တင်ပေးဖို့အလွန်အမတန်မှကိုအရေးကြီးတယ်။အော်လူတိုင်းကအောင်မြင်မှုကိုလိုလားတဲ့စီးပွားရေးတဲ့လူကစီးပွားရေးမှာအောင်မြင်ကုန်ယူတယ်။ကျောင်းသားကပညာရေးမှာအောင်မြင်လာတယ်ဆိုရင်ကုန်ယူတယ်။အဲ့လိုပဲမိဘတွေကလည်းဂုဏ်ယူရမယ့်အရာရှိတယ်။ဘယ်အချိန်မှဂုဏ်ယူလို့ရမလဲဆိုရင်မိမိကတာသမီတွေကိုတကယ်ကိုပဲလိမ္မာရင်ကျေးတဲ့တာသမီဖြစ်အောင် Bibagi hukuk mudiyari buti tao. Ibu mama acin acin ke hukuk mudiyari buti tao. Makhluk acin acin ma pesa kame di mudiyari buti tao. Kalu lu je, bara me bara matulai tu ni nampak tapi belum sesuai ya me. Alah le adab deh ma bar. Tapi saya ni nampak sesuai ya le tuh. Alah le adab deh ma bar. Alah, khalik tu korang ။ကိုမတီးရဲ့ကြားထဲမှာရှိကမဲ့ဝတ္တရားတွေရှိ။ဒီဝတ္တရားတွေကိုဒီဟိုကုတ်ပြေဘူး။အားလုံးပေါ်လဲအဲ့တော့ adopt လုပ်ကြတယ်။အဲ့ဒီရာကိုသူကသင်ပေးနိုင်ခဲ့တယ်။အဲ့ဒီရည်ချင်းကောင်းတွေကတာသမီကဘဝထဲမှာရှိခဲ့တယ်ဆို။အဲ့ဒီဖားခြင်းဒီအဲ့ဒီမိခြင်းဒီဂုံယူလို့ရတယ်။သူဒီတကယ်ကိုအောင်မြင်ခဲ့တဲ့သူသူလောကမှာလောကကိုသူအောင်မြင်အောင်အကောင့်ထဲပေါ်နိုင်ခဲ့တယ်။လုံနိုင်ခဲ့တယ်သူအဲ့ဒီစင်ဂုံယူလို့ရတယ်။အဲ့ဒီလိုမဟုတ်ဘဲနဲ့တာသမီတွေကဝတ္တရားကိုချိုးဖောက်တဲ့သူဆိုရင် မိဘနှဘဒုနယာမှာရှိတဲ့ကဘယ်တော့တော့ခေါင်းငုတ်ပြီးသွားရမိဘနှဘမရှိတော့ရင်လည်းဘလူကဲတားလေးကွာတာသူအပြောခင်တဲ့ဒုနယာမှာမရှိတော့ရင်လည်းသူ့ကဲနာသူ့ကဲနာမည်ကိုမကောင်းတဲ့တားသမီးတွေကလုံရနဲ့တွဲပြီးအတုံးပြန်နေရအဲဒါကြောင့်တားသမီးကိုလေမာရင်ကြည့်အောင်ပြုစုပြောထောင်ပေးနိုင်ခဲ့တဲ့မိဘတိဒုနယာမှာအောင်မြင်ခဲ့တဲ့မိဘလို့ပြောမယ်ဆိုရင်ဒါပြောလို့ရအဲ့တော့နောက်တစ်ချက်ကကျွန်တော်ပြီးခဲ့တဲ့အပတ်ကလည်းပြောတယ် ကျွန်တော်တို့ကပတ်ဝန်းကျင်တစ်ခုကောင်းမှုကကျွန်တော်ကအိမ်မှာကောင်းမှာအိမ်ရဲ့ပတ်ဝန်းကျင်ကောင်းရင်အပြင်ကပတ်ဝန်းကျင်ကောင်းမှာတာသမီတွေအတွင်းထဲမှာမိဘတွေကလိမ္မာရည်ကြီးအောင်စီမံမှုခံခွဲမှုပြုစုပြောထောင်မှုမလုပ်ခဲ့ဘူးဆိုရင်အပြင်ပတ်ဝန်းကျင်ခဏထားလိုက်အပြင်ရောပတ်ဝန်းကျင်ဘယ်လောက်ကြီးပဲတာယာနေပါစေလူပတ်ဝန်းကျင်မှာလူတွေအားလုံးကလူရည်ကျွန်းလူရည်တော်လူရည်ကောင်းတွေဖြစ်နေရင်လည်းပဲမိမိကအိမ်ကပတ်ဝန်းကျင်ကမကောင်းဘူးဆိုရင်အဲ့ဒီအိမ်ကြီးဂျဟန္နမ်ပဲ။ ။ဟိုဒီပါကြီးစားမှုဒုနီယာမှာတင်ဂျန်နာတချို့မိပါတယ်အိမ်မှာနေရတာမပြောတာတမီးတွေပြောင်းပြတယောက်မတည့်လို့အပြင်မှာတငယ်ချင်းနေတဲ့အချိန်ပြီးလိုက်တယ်အပြင်မှာနေလိုက်။ဒါကြောင့်လေသူ့ရဲ့အိမ်ထဲကိုတူဝင်ဂျန်နာကအဝိအတက်တွေကရှိနေစိတ်ချမ်းသာမှုအဲ့ဒီမှာမရှိဘူး။စိတ်ညစ်စရာတွေစိတ်တောကရောက်စရာတွေပဲမြင်နေရတယ်အိမ်ကဂျန်နာကတရံကဲ့လို့ဖြစ်ဒီကောင်မောင်မားတဲ့ချင်းချင်းတော့အတင်းပြမှုမရှိဘူးဆိုအဲ့ဒီအိမ်ထဲမှာကဘလောက်ကြီးပဲ ခန္ဓာထေဝါနဲ့တိုက်တာအဆောင်ကြီးဖြစ်နေပါစေအဲ့ဒီအင်ကအေဂျင့်မပေးနဲ့အဲ့တော့တဲဆုံးမှာနေရင်လည်းပဲမိဘနဲ့တာသမီကဆက်ဆံမှုကအဆင်ပြေမှုရှိတယ်တာသမီတွေအတွင်းထဲမှာပြင်းပြမှုချစ်ခင်မှုတွေရှိတယ်တယောက်ကိုတယောက်စာနာတဲ့အရေးချင်းတွေရှိတယ်ဆိုရင်တဲဆုံးမှာနေပြီးပဲပြုံးနဲ့စားပြီးနေနေရင်လည်းပဲပါသေးတဲ့အဝိစာကိုဝိပ္ပိနေနေလည်းပဲသူကစိတ်ချမ်းသာမှုရတယ်အဲ့ဒါဂျန်နတ်ရဲ့အလားတူပါပဲ အဲ့ဒီမှာစိတ်ချမ်းသာမှုရှိလိမ့်မယ်ဒုက္ခရှိလိမ့်အဲ့ဒီဒုက္ခကိုကျွန်တော်တို့လိုချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့တာသမိတွေကိုစပြီးပြုစုပို့ထောင်မှုတာသမိတွေကိုပြင်ဖို့ကဓမ္မနဲ့ကျွန်တော်တို့ကကြီးနေပြီကျွန်တော်တို့ကိုယ်တိုင်လည်းအနေအထားအပြောဆိုအတော်လာလူမှုဆက်ဆံရေးမှာအောင်ကျွန်တော်တို့ကိုယ်တိုင်လည်းလိုဖို့အတွက်လိုအပ်တယ်အဲ့လိုအရေးချင်းကောင်းနေရှိပြီဆိုရင်တစ်ချိန်ဒီကလေးတွေကြီးလာတယ်ဆိုလူပတ်ဝန်းကျင်တစ်ခုလည်းကောင်းဖို့အတွက်အကြောင်းကံတွေကအကြောင်းကံတစ်ခုဖြစ်နောက်တစ်ခုကတာသမိတွေကို မြတ်တဲ့အရေးချင်းတွေရှိရမယ်။သာသမိတွေကြားထဲမှာပြုစုပြိုးထောင်တဲ့နေရာမှာတရားများတာမှုရှိရဗတ်လိုက်မှုရှိရအချင်းမှာတော့ဗတ်လိုက်တာရှိတယ်ဒါပြတ်နာမရှိဘူး။သာသမိအချင်းမို့လို့ပို့ချစ်တာအငယ်မို့လို့ပို့ချစ်တာသမီးမင်းကလေးမို့လို့ဖခင်ကပို့ချစ်တာဒါကပြတ်နာမရှိဒီမှာလာပြီးအတိအကျတရားများတာကိုလုံးလုံးမရအောင်။အဲ့ဒီမှာဘာခေါ်လာမှမရှိဘာတက်လာမှမရှိတရားကိုတရားပို့ချစ်တာဓလုံးသားရဲ့ကိစ္စလုံးဝမရှိဘူး။အဲဒါပေမဲ့လုံးလုံးအရာတဲ့အရာပေးဆက်တဲ့နေရာတွေရှိတယ် ်ချင်းမြင့်တဲ့နေရာတွေထောက်ပံ့တဲ့နေရာတွေပေးကမ်းတဲ့နေရာတွေအဲ့ဒါကကိုယ့်ရဲ့လုံပိုင်ခွင့်တွေထဲမှာရှိအဲ့ဒါတွေနဲ့ပတ်သက်လာပြီဆိုတော့တရိထားဖို့အတွက်လိုအပ်တယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်တဲ့ဟာဒီဆိုနန်နေစအီဒ်ဘင်မန်ဆူရ်ဆိုတဲ့ဟာဒီဇန်ကူမှာဟာဒီနမ1490မှာဟာဒီသဘောလာရှိတမန်တော်ကအမိန့်ရှိတယ်တဲ့စာဝူဘိုင်းနာအူလာဒီကွန်ဖီလ်အာတီယာအတင်းတို့ကတာသမီးတွေကိုတဲ့အာတီယာဒီပါအခုခုချင်းမြင့်နေပေးတယ်ဆိုလို့ရှိရင်တဲ့ ဒန်းလူကြီးသူဖြစ်ပါစေတော့ဒီသားကိုမဟုတ်တထောင်ပေးဒီသမီးကိုလည်းမဟုတ်တထောင်ပေးလို့ပြောလိုက်ပညာရေးကိုပြောနေရမှာမဟုတ်နော်ပညာရေးကသူကရှစ်တန်းပြည့်လို့ပုံကုန်မှာသူကအခုမှပုံငယ်ရန်ဖတ်လို့ငူဂျိုဖတ်လို့ဆိုရင်သူ့စင်နဲ့သူကုန်မယ်ဒါတွေကိုကျွန်တော်မပြောဘူးဘယ်ဟာကိုပြောနေရလဲဒီမပြည့်မနေပေးရမယ့်အရာကပေးကိုပေးနေရမှာထောက်ပတ်ကိုထောက်ပတ်နေအဲ့ဒီမှာပြောင်းလဲပြောင်းကတန်ဖို့တန်ခြင်းမလို့တယောက်ကိုတလာလုံးမှာចောင်းစည်းဖြစ်တဲ့တိုင်းပေးရင်ပေးရတယ် နောက်တယောက်ကိုပရှင်စင်းကျောင်းစင်းအပြင်ငါတော့ပေးပေးရတယ်ဒါပြဿနာတွေမဟုတ်အခုနအချစ်ကိစ္စလဲပြဿနာမဟုတ်ဒီဟာလဲပြဿနာမဟုတ်ပြဿနာကဘာလဲတချို့တချို့တော့အရာတွေကိုတာသမီတွေကိုပေးပြီးစုဒရိဒါပါတဲ့တာသမီတွေအားလုံးကိုအဲ့လိုနေရာတွေမှာဒန်းမှုညီတူပေးတာမျိုးတော့ဖြစ်ပါစေတော့တဲ့ဒန်းမှုညီတူမဖြစ်ရင်ဘာဖြစ်မလဲအလ္လာဟ်လည်းမကြောက်တမန်တော်လည်းမကြောက်တာသမီတွေလည်းမကြောက်အဲ့တော့နောက်တဲ့ဟာဒီသဘောကတော့ကျွန်တော်ပမာလိုနည်းနည်းလေးတို့ကြောက် ဒီဒီဟာဒီအလာဘူဟာဒီဇာကျမ်းလေးထဲမှာတရမီနဆာယီကျမ်းမှာအဘူဒါဝတ်ကျမ်းမှာဘူခါရီမှာလည်းနောက်တဲ့ပုံစံအနေနဲ့မုဆတ်အာမတ်ကျမ်းမှာပုံစံလုံးလုံးနဲ့လာမုဆတ်အာမတ်ကျမ်းမှာဆိုရင်အိဒီလူဘိုင်းနာအောလာဒီကုမ်အိဒီလူဘိုင်းနာအောလာဒီကုမ်အိဒီလူဘိုင်းနာအောလာဒီကုမ်တုံးနေတော့ပြောတာကမှာတာသမီတွေနဲ့ပတ်သက်လာပြီဆိုရင်တရားများတာပါစေနော်တာသမီတွေနဲ့ပတ်သက်လာပြီဆိုရင်တရားများတာပါစေနော်တာသမီတွေကဝိတရားတွေနဲ့ပတ်သက်လာပြီဆိုရင် တရားမြတ်တော်မူရှိပါစေတော့တမန်တော်စကားတခုတစ်ခေါက်ပြောလိုက်လေရတမန်တော်တုံးတော်ပြောကျွန်တော်ဘလောက်တရိထားဖို့ဘုရားအခုပြောပြမယ့်အဒီစကဘူခါရီကျမ်းမှာကိတာဘုဟိဘာဆိုတာမေတ္တာဖြင့်လက်ရောက်ပေးအပ်တဲ့ကံတာအဲ့ဒီအခန်းမှာအဒီနမ2589ခုနှစ်မှာဟာဇာအာမေတခင်ကပြောပြကျွန်တော်တဲ့နော်မန်ဘင်ဘရှိရ်ရာဒီယัลလာဟူတာလာအန်ဟူမာတခင်မင်ဘာဘောကနေပြီးတော့မိတ်နေတာကိုကျွန်တော်ကြားခဲ့ သူကပြည့်စုံတစ်ခုကိုပြောပြတယ်သူပြည့်စုံကိုသူပြောပြတယ်အဲ့ဒီမှာတမန်တော်ကမိန်ကြားချက်တွေလည်းပါတယ်ကျွန်တော်ကဖခင်ကတဲ့ကျွန်တော်ကိုအချို့အသည့်ဒီမှာကြတော့ကျွန်လို့ပြောတယ်ဒီမှာတော့ဘာမှဘာရဲလို့မပြောတော့တခုတော့အရာကိုကျွန်တော်ကိုကျွန်တော်ကဖခင်ပြည်သူကတဲ့ချင်းမြင်တယ်တဲ့ချင်းမြင်တဲ့အရာကိုချင်းမြင်တယ်ချင်းမြင်တဲ့အခါကျတော့ကျွန်တော်ကမိခင်ကပြောတယ်ဖကောလတ်အမရတုဘင်ဒူရာဝါဟာသူကမိခင်ကပြောတယ်ယောက်ျားကိုပြောတယ်ငါ တောက်ဒီအရာကိုချင်းမင်းတော့ကိုတဲ့ငါလက်မခံနိုင်အောင်ဘယ်အချိန်ထိလက်မခံနိုင်အောင်လဲဆိုရင်ဒီဒီတောက်ကိုဒီအရာပေးလိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတမန်တော်ကိုယ်တိုင်ကတတ်တယ်လို့ပြရဘာလို့ပြရမှာလဲကျွန်တော်ကျွန်တော်ရဲ့တောက်ကိုဒီပိုင်ဆိုင်ကိုဒီအရာပေးလိုက်တယ်ကိုတော့တတ်တယ်လို့ပြအေးငါတတ်တယ်လို့ပြလိုက်အဲ့လိုအစဉ်ရောက်မှကျွန်မလက်ခံတာအဲ့တော့ဒီအရာကိုကျွန်မလက်မခံဘူးသူကသားတယ်တမန်တော်ကိုတင်ပြတယ်ရာရစူလလာတဲ့ကျွန်တော်ကကျွန်တော်ရဲ့တောက်ကိုဒီအရာပေးတယ် မိခင်ပြည့်သူကဒါကိုလက်မခံကိုတော့ကိုတတ်တည်လုံထိုင်းတယ်အဲ့ဒီရှင်မှာတမန်တော်ကဘာပြန်မေးလဲရှင်ကောလာအတ္တိတာစာအီလာဝါလာဒီမစ္စလာဟာဇာတမန်တော်ကအမိတမန်တော်ကဟာဒီစာတယ်အတင်းနဲ့ဒီသားကိုဒီအရာပေးလို့အဲ့ဒီကအလားကူကျန်တဲ့တာသမီးတွေကိုဘောညီသူညီမပေးလာဘာပြန်ဖြစ်လဲရှင်ကောလာလာအဲ့လိုမပြောကျွန်တော်တို့ကွက်ပြီးတော့ပေးလိုက်ကျန်တဲ့တာသမီးတွေကိုမပေးဘူးတမန်တော်ကပြောကောလာဖတ်တကူလား အလောက်ကိုကြောက်တာဟောပြလိုက်တာလေအလောက်ကိုကြောက်တာဝါဒီလူဘိုင်းနာအူလာဒီကိုတာသမီတွေကြားထဲမှာတော့တရားများတာမှုရှိမစီတော့တရားရှိမစီတော့ဆိုတော့ကျွန်တော်စကတရားများတာမှုရှိရမယ်လို့ပြောနေတာဘယ်လိုမှအဲ့တော့ဒီစကားကိုနားတော့ပြန်လာတယ်ကောလာဖာရာဂျာဖရဒ်ဒအတီယတာသူပေးလာတဲ့လက်ဆောင်သူပေးလာတဲ့ဟိဘာသူလေးသူပေးလာတဲ့ gift သူပေးလာတဲ့မေတ္တာအဖြစ်လက်ရောက်ပေးပြီးတာပစ္စည်းပြန်ယူလိုက် ာတော်ပေါက်တဘောပေါက်ဆရာကြီးအများကြီးဖစ်တနာတွေအများကြီးပဲအဲ့တော့အဲ့ဒါကြီးတော့မှကျွန်တော်ပြောမှာတခုကျွန်တော်အရင်ပြောမှာဒီဟာတိစနဲ့ပတ်သက်တဲ့အရာလေးပြောတာသမီးတွေအတွင်းထဲမှာတဲ့တရားများတာမှုရှိဖို့အရေးကြီးတယ်ကိုကပေးတာတောင်းတာမဟုတ်တော့ကိုတဘောကိုနည်းရကိုစေတနာနဲ့ကိုတာသမီးကိုချစ်လို့ပို့ချစ်လို့ပေးတာပေးလို့ရတယ်ပဲချိန်မှလဲဆိုဒီတာသမီးကတကယ်ကိုဒုက္ခရောက်နေတဲ့တာသမီးကျန်တဲ့တာသမီးတွေအစ်မြင့်နေတယ် ဒီသားသမီးကဒုက္ခရောက်နေတာမိဘကမပေးဘူးဆိုရင်သူ့ကိုကြီးမဲ့သူလည်းမရှိဘူးဘယ်မောင်မမကဘယ်မောင်မကမှလည်းချမ်းသာပြီးမှလည်းမကြည့်ဘူးသူပဲပေးရမှာသူပဲကြည့်ရမှာအဲ့ဒီလိုအချိန်လေးမျိုးမှာသူများကိုဆယ်သိန်းပေးသူ့ကိုတိန်း၁၀ပေးမလားပေးလိုက်ဘာပြဿနာမှမရှိဘူးသူလည်းတောင်းနေတာမဟုတ်ဘူးကို့တဘောကို့ဆန္ဒဟေးပါ gift ကျွန်တော်ပြောမှာ gift ဆိုတာပါတောင်းနေလို့ရအောင် gift လုပ်ခေါ်တာမဟုတ်ဘူးတောင်းစားဖို့ကတောင်းယူတောင်းစားရင်တောင်းစား give ဆိုတာက mohabbat ပါနှလုံးသားကအချစ်တရားပါကျင်နာမှုပါယူရမှုပါမေတ္တာပါစေတနာပါအဲ့ဒီအရာတွေကိုပေါင်းစပ်ပြီးပေးလိုက်တဲ့အရာအဲ့ဒီတန်ဖိုးကပတ်စမဟုတ်ဘူးအဆောင်မှုမဟုတ်ပိုင်ဆိုင်မှုမဟုတ်အဲ့ဒါမိဘကမေတ္တာရဲ့အပြည့်အဝပါမေတ္တာကတောင်းယူရတဲ့အရာမျိုးလုပ်ယူရတယ်။မိဘပေးခြင်းလားမယ်ကိုယ်ကိုယ်ကလည်းစင်နာမှုတွေရှိတယ်၊ယူရမှုတွေရှိတယ်အဲ့လိုမျိုးပြောတာ။အဲ့တော့ကျွန်တော်စကားအများကြီးပြောအချင်းအကုန်မှာ၅မိနစ်ပြောကြတယ်။အဲ့တော့ ပေးရအဲ့တော့ပေးပြီဆိုတဲ့အခါကျရင်အခုနောက်တော့အချက်ကြောင်းတည်ထားပြီးပေးလို့ရတယ်တာသမီတွေကိုပြင်ယောက်ျားလေးမို့လို့ကိုပေးရမယ်မိန်းကလေးမဟုတ်ကိုကိုကိုပေးဒါမှဒီမှာဓမ္မတတ်တွေကအမျိုးမျိုးရှိနေတာအမျိုးမျိုးဆိုအီမာမလေးအကွဲတော့တွေရှိအဲ့ဒီဘက်ကိုကျွန်တော်မတော့ကျွန်တော်ဖတ်ဝါပေးနေတာမို့ဖတ်ဝါလိုချင်ရေးပြီးတော့မေးအရင်ဖတ်ဝါပေးကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာဟာဒီစ်ကသဘောတရားကိုပြောချင်အဲ့လိုအချိန်လေးမျိုးမှာပေးလို့ရပေးတဲ့အခါကျရင် သူ့ကိုဆယ်သိန်းနေရအားလုံးကိုဆယ်သိန်းပြီးတော့တိတ်30ပေးလိုက်ရင်လည်းပွားပြီးတော့ငါတို့အားလုံးဆယ်သိန်းပေးတာနော်သူ့ကိုတိတ်30ပေးတယ်ကျင်တယ်လားပွားမမင်းနဲ့မရှိနဲ့ဖိဒနာပြစ်မှာအာအမေကငါ့ကိုကြောက်ဒီလိုပဲပေးတယ်အဖေကငါ့ကိုကြောက်ဒီလိုပဲပေးတယ်တားသမီးတွေကြားထဲမှာစိတ်ဝမ်းကြောက်မှုတွေတယောက်ကိုတယောက်အမြင်မကြည်မှုတွေဖြစ်အဲ့ဒါကပတ်စံမပေးလို့ဒုက္ခရောက်တာဒုက္ခမဟုတ်အဲ့ဒီဦးဒီညီကောင်မတွေတွင်းထဲမှာစိတ်ဝမ်းကွဲခြင်းကဘာလဲပါအစားထိုးလို့မရဘူးဘာနဲ့မှကုလို့မရတဲ့ ဆုံးရှုံးမှုပဲအဲ့တော့နောက်တစ်ချက်ကသားသမီးတွေကိုပေးပြီဆိုတဲ့အခါကျလို့ရှိရင်ဇော်လုံးမလုပ်နဲ့သူ့ကိုတော့ငါကတော့ပို့ချစ်လို့ပို့ပေးလိုက်အချစ်ကိုမလာဘူးလားလေအခုနောက်လို့အပေါ်အပြင်ရလိုအပ်ချက်တွေကြောင့်ကျွန်တော်ကပို့ပေးတာတွက်လာပြီဒီသားသမီးကိုငါပို့ချစ်လို့ပို့ပေးလိုက်မဟုတ်သားသမီးကိုငါတိတ်မချစ်လို့ပေးဘူးကွာသူ့ကိုတော့ short ပေးလိုက်မှမလုပ်နဲ့သားသမီးတွေကိုပေးတဲ့အခါကျရင်သူမရှိတော့တဲ့နောက်ပိုင်းမှာအမွေတွေကိုထိခိုက်လာမယ်အဲ့လိုပုံစံသာနာခုမျိုး တဦးတယောက်ကအမွေကိုတွားပြီးထိခိုက်နိုင်တယ်ဆိုအဲ့လိုဟေဘာကိုတာနာကခွင့်မပြုတာမလုံခိုင်းတာဘူးလုံခဲ့တယ်ဆိုရင်အဲ့လုံခဲ့တဲ့လူလည်းမရှိရဲ့မရှိတော့ပြန်ရောက်တိုင်းနိုင်တဲ့လူမရှိတော့ဘူးအဲ့လို့ဆိုရင်တဏ္ဍာမရှိတော့ဘူးဝနာရောဝနာတွားတော့ခံတော့ဒါပေမဲ့အဲ့လူကဒုနေရာမှာရှိနေတဲ့ချက်ချင်းသူပြန်ပြီးလူချိုးလုံလိုက်ရမတရားတဲ့လုပ်ကူကမလုပ်ရအဲ့တာသမီးတွေကြားထဲမှာအဲ့လိုပြေးတဲ့အရာတွေမှာပြောချင်တာအများကြီးပဲကျွန်တော်အချိန်မရှိတော့အဲ့တော့ဒီလောက်ပဲအဲ့တော့ သားသမီးတွေကိုပေးပြီဆိုရင်ဘာပဲပေးပေးဥစ္စာပစ္စည်းပဲပေးပေးတိုက်တာအဆောက်အုံပဲပေးပေးဘယ်အရာကိုမဆိုပေးပြီဆိုရင်အခုနောက်လိုမျိုးအချစ်ပေါ်သွားတာတက္ကနာမရှိဘူးပို့လို့ရတယ်သားသမီးတွေကိုကြောင်းထားတဲ့နေရာမှာတုံးဆွဲရတဲ့နေရာမှာပြောင်းလဲပြောင်းညီမျှမှုမရှိဘူးဘာတက်နာမှမရှိဘူးသားသမီးတွေမှာကြားပါရေးကောင်းတဲ့လူတွေရှိမှာကြားပါရေးထိုးတဲ့လူတွေရှိမှာသူတို့ကိုတုံးဆွဲတဲ့နေရာမှာလည်းဒန်းညီဒန်းလူညီလူမဖြစ်တာဘာတက်နာမှမရှိဘူး ်အခုနောက်တော့လုံးယူလို့ရတဲ့အရာတွေမှာပွားပြီးဒါလို့ညီလို့မလုပ်ရင်ဘုနာဖြစ်တယ်တရားသမီးကိုပေတူလည်းပေးလို့ရသူ့ကိုလည်းပေးလို့ရပတ်ပြီးတော့ပေးလိုက်တယ်လိုအပ်လို့ပေးလိုက်ရင်လည်းမကြွေးကြော်နဲ့အတိမပေးနဲ့တရင်ထားရတယ်တွားလုံးလိုက်ပြဿနာတခုရှိတယ်တချို့ချို့တရားသမီးတွေတဲမှာဘလို့တရားသမီးတွေလည်းကျွန်တော်တခုတည်းမြင်မှုတာမဟုတ်တော့မိသားစုဒုစုတည်းကိုမြင်မှုတာအဲ့လိုမျိုးမိသားစုပေါင်းများစွာကိုမြင်မှုလို့ပြောမှာအဲ့လိုမျိုးဖြစ်စေပေါင်းများစွာကိုမြင်မှုလို့ပြောမှာ တချို့တားအငယ်တွေရှိတယ်တချို့ကတမိအငယ်တွေရှိတယ်မိဘကဘာပြောလဲကျွန်တော်အမေမရှိရင်ဒုက္ခရောက်အဲ့လိုကိုမလုပ်ခင်ရင်ပလန်တစ်ခုဆွဲတဲ့လူတွေရှိတယ်ဓမ္မတတ်တွေမေးတယ်မစအလာတွေမေးတဲ့နေရာမှာလဲကိုချင်းတော့မို့မေးတာမို့ကိုဝင်ရဲမို့မေးတဲ့လူတွေရှိတယ်ဆရာဒီလိုမျိုးဖြစ်ရင်ရောဒီလိုလုံးလို့ရတာဒါဒီလိုဆိုတော့ပိုင်ဒီလိုဆိုတော့ပိုင်သူဘာလို့လာမေးသွားတာလဲသူအရှင်းမှာအကြီးဝင်ရိုက်တော့မှာအကြီးဝတရားတွေကိုချိုးပေါက်တော့မှာ ဘလို့ဆိုရင်ဟေပါဆိုတဲ့အရာကပိုင်တယ်ဘလို့ဆိုရင်ဟေပါဆိုတာမပန်ဘူးလားသူလက်ပတ်ပြီးတော့သူမေးလိုက်မယ်မေးတော့အရှိကလူကတော့ရှင်းရှင်းလေးပဲမေးတယ်မေးကုန်ဘူးပဲရိုးရိုးတတဖြစ်လိုက်တာသူကတော့မမမကန်ကျင်လုံးမို့မေးသွားမေးပြီးဘာလို့လဲအဲ့ဒီဂွေသူတိသွားပြီဘယ်လမ်းကြောင်းဆိုရင်ငါဆွဲတိန်လို့ရပြီဆွဲစားလို့ရပြီခေစကားနဲ့ပြောရင်ဝိုင်းလို့ရပြီဝင်ရပြီသွားပြီးတော့အမေအမေမရှိရင်တမီးရဒီလိုပြမအဖေမရှိရင်တော့တားတော့ဒီလိုလုံးတားတဲ့အဖေနဲ့တွဲပြီးလှုပ်လာတာစီးပွားရေးတစ်ခုတည်းကိုလှုပ်လာတာ တားပဲလို့လားတားအငယ်ဆုံးလေအပေါ်မှာအကိုကြီးတွေရှိတယ်အကိုကြီးတွေကတစ်ဆင့်အဖေမရှိတဲ့ခါကျရင်လာလိမ့်မယ်တားတော့ပေါ်လိမ့်မယ်မရမယ့်ဆိုင်ဘလို့ပဲအဖေနဲ့တို့ထိုင်ရဲ့တိုင်ခင်ငါတို့ကအကြီးกว่าသူတို့ကျွန်တော်ကန်ထုတ်ွားရဲ့ကျွန်တော်ဒုက္ခရောက်လိမ့်မယ်အဲ့တော့ကျွန်တော်ကဒီအရာလေးတော့အဖေပေးလိုက်ပါဟိုအရာလေးတော့ပေးလိုက်ပါအေးပေးပါဗောယုံသွားပြီယုံအောင်ပြောမှာတမီးတွေလည်းယုံအောင်ပြောမှာတားတွေလည်းယုံအောင်ဘလို့ဘလို့မဟုတ်ဒီကန်နာတွေမှာယုံလို့မရယုံအောင်ပြောမယ်ပြောပြီးရင်မလုပ်မလဲ ဘယ်လိုပိုင်လဲမိမယ်ကျွန်တော်တို့ဆိုတော့မရှလာပေးတာဒါဆိုရင်ရှယ်ရီယာရပိုင်နေနဲ့ပါပြီးစာချုပ်စာတမ်းလိုလိုက်ကိုကတော့သဘောယူနေပြောအဲ့ဒါကိုအခွင့်ကောင်းယူပြီးညောင်မျိုးဆိုသူကဟပ်တွေကိုချိုးပါမဲ့သူတွေကဒုနေရာမှာရှိတယ်အဲ့တော့ဟိုလိုချင်တဲ့ခွင့်ရပါဘူးသူဘာလို့ရလဲဓမ္မတက်ကိုမေးပြီဓမ္မတက်ကိုမေးလို့ရှိရင်ဘာဖြစ်မလဲသာသမီကမိဘနဲ့ငငယ်တွေကအခုနေထိုင်လာတယ်မိဘကိုခစ်တမတ်လုပ်တယ်လိမ္မာရင်ကြီးတယ်ဒီရှိတယ်အခလာကောင်းတယ် အလကျုပ်ပြားရှိတဲ့တာသမီဖြစ်တယ်ဆိုရင်အဲ့လိုတာသမီကိုဟေပါပေးတဲ့အခါမှာအားလုံးကပို့ပြီးတော့မိဘကပို့ပြီးတော့နည်းနည်းပါးပါးပို့ပြီးပေးခြင်းနဲ့ပေးလို့ရတယ်ဝန်တာမဖြစ်ဘူးဘောပေါ့နော်ဒါပဲအဲ့ဒီဆက်သွားထုတ်ပြတယ်အားလုံးတိတ်နေတာဘယ်ချိန်မှထုတ်ပြမလဲအမေတည်ပြီးအဖေတည်ပြီးအေးငါဖတ်သွားရှိရဲ့ကွာအဲ့ဒီချိန်ကျရင်ဖတ်သွားဘောင်းမဝင်တော့ဘူးအဲ့နေရလေနေရလေကွာအခါကောင်းဘူး မဲ့ဝင်ရိုင်းနေတယ်ကောမိဘကိုဒုက္ခပေးခဲ့တာမိဘကိုဘာဖြစ်မှမလုပ်ကြဘူးမင်းဖတ်ကွာပြတ်တယ်ကွာအဲ့ဒီချိန်တိုင်းဖတ်ကွာပြတ်လဲဒိုးလိုက်တော့လို့ပြောပါတယ်ဒီဘာပေးခဲ့တဲ့ကူဒုညာမှာမရှိတော့ဘူးငါဟာပဲရှက်ကကလည်းဘာပြောမင်းဟာပဲလုပ်ခဲ့တော့ဂွလာဂွလာခံတော့အဲ့လိုမျိုးဝင်ရိုက်တယ်ဆိုရင်အဲ့လိုလူတွေမှတ်ထားလိုက်ပလီထဲမှာပြောနေတာဂျွမ်းမအချိန်မှာပြောနေတာမင်းမနဲ့မေရာကြားမှာပြောနေတာဘယ်တော့အခါမှ အလ္လာဟ်စိတ်ချမ်းသာမှုမပေးဘူးဘယ်တော့ခါမှဂုံတိတ်ခါအလ္လာဟ်ကုကုမပေးဘူးဘယ်တော့ခါမှအတိုင်းဝိုင်းထဲမှာလူတွေကအချစ်ခုရဖို့မရှိဘူးအတိုင်းဝိုင်းထဲမှာလူတွေကအထင်ကြီးတဲ့စိတ်လူတွေတန်မိုးထားခြင်းခံရဖို့မရှိဘူးအများကသူ့ကိုချောင်းလန့်နေမယ့်အရာကသူဘလို့ကြီးပဲယူတာယူတာတဲ့ငါအလ္လာဟ်အရှိပြန်ရမယ်သူသိနေတယ်ငါခေါနာကပီရာကြီးလုပ်ပြီးယူလိုက်တာဘုရားမတော်ငါ ာရမယ်ထင်ပြီးယူခဲ့ပြီးသွားပြီဒါပေမဲ့ तू အဲ့လောက်ကိုပြန်အားမလို့လည်းမလုပ်သေးတော့ဘူးလုပ်ရင် तू အမားတွေကနောက်ထပ်နောက်ထပ်မာရတဲ့အမားတွေအားလုံးကသူ့ကောင်းမရောက်လာ तू ကြိတ်ပြီးခံနေရမှာဒုက္ခခံနေရမှာသူ့ကလုံးတော့ဘယ်တော့မှအေးချမ်းမှုမရှိဘူးအဲ့ဒီအိမ်မှာနေတိုင်းနဲ့အဲ့ဒီစီးပွားရေးကနေစားတဲ့အဲ့ဒီအဆောက်အဦမှာနေတဲ့အဲ့ဒီပိုင်ဆိုင်မှုမှာနေတဲ့ဘယ်တော့အခါမှတာယာမှုမရဘူးကဲဆိုရင်အလ္လာဟ်ကဒုနီးယားမှာလည်းအေးယူပြီးဆိုရင်သူကပိုင်ဆိုင်မှုအားလုံးခတ်တံဖြစ်တယ် میو ہم سوئی نے بھا یاؤجا دے تا میم گا بلو سو آ میم سو بلوپی یاؤجال سو بنا بو میگلے سوئیں بنا بو تک اپو ٹھنو میم ကားသမီးမှာသမီးတွေပဲရှိတယ်ကားမရှိဘူးသူကညီမတွေပါပြီးပြန်ရတာရှိတယ်အကိုတွေပြန်ရတက်ခါတခါကြာရင်မြီးတွေပါအမွေရတယ်အားလုံးတိထားတဲ့မိုင်းတွေမှာတချို့အရာပါလေမြီးအမွေမရောက်ဒါပေမဲ့ဒီစီဒါပေမဲ့မြီးတွေကပြန်ပြီးအမွေရတဲ့ပုံစံရှိရှယ်ရီယက်ကအားလုံးကိုတတ်မှတ်ပြီးတာအဲ့တော့ကျွန်တော်တို့ကအားလုံးအားလုံးကိုကြော်ပြီးကိုယ့်အတိကိုယ့်အတွင်းနဲ့ကိုယ့်လောဘစိတ်ကြီးနဲ့ကိုကလော်ဝကြီးအုပ်ကိုကျိုးပါလိုက်ပြီဆိုတဲ့အခါကျရင်ကိုပဲဂျန်နမ်သွားရမှာမဟုတ်ဘူးအဲ့စကားတော့ကျွန်တော်လည်းပြင်းသွားတယ် لو ہی اللہ میں جا کون جما نہ اللہ نے ဘယ်အရာလဲဘန္နာအချင်းချင်းရဲ့အရာကိုဘာလို့ချိုးပေါက်နိုင်မှာလဲတာသမီးရဲ့စိတ်ဝမ်းကွဲသွားတယ်ဘာနဲ့မှစားထိုးလို့မရမိဒီမောင်မလေးဘလို့အရင်ပြင်မလဲလဲပြောလို့မရတည်တတ်လို့မအောင်ပြစ်သွားပါလေအမွေမရဘူးဘာဖြစ်လို့လောဘတတ်မှာလဲအဲ့တော့တာသမီးတွေကိုပြုစုပြိုးထောင်တဲ့အခါကျရင်ဘာတစ်ချက်လိုလဲဆိုရင်မိဘကအားလုံးကိုသတိထားရတာသမီးတွေကိုမိဘကအားလုံးအရှိမသာသမီးအားလုံးအရှိမဘာလို့ကြားရမလဲ ။ညတာမှုကိုပြရမယ်။သာသမီအားလုံးကိုမဖို့ပေးတယ်ဆိုရောမြို့လည်းတစ်ထောင်မြို့လည်းတစ်ထောင်မြို့လည်းတစ်ထောင်။ဒါမှမြို့လည်းတစ်သိန်းမြို့လည်းတစ်သိန်းမြို့လည်းတစ်သိန်းပေးတယ်အားလုံးရှိတယ်။ဘာလို့ပြီးတော့မှပို့ဒုက္ခရောက်တဲ့သာသမီကိုတိတက်ခေါ်ပြီးတော့ပို့ပေးလိုက်။အခုလည်းမြင်လိုက်ရသာသမီတွေဘာမြင်လိုက်လဲ။ငါတို့မိဘအားလုံးကိုညီညွတ်များစုပေးလိုက်တဲ့မိဘကဲအချစ်နဲ့သူတို့နှလုံးသားထဲမှာမရောပါဘူး။မောင်နှမအချင်းချင်းကဲမလို့စိတ်လေမဖြစ်လာဘူး။စီယုံမှုရှိတယ်။ ဒီလိုမျိုးတာဘီယလောက်ဖို့လိုအပ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီစကားပြောအိုလူဒီလူကြောင့်ပြောနေတာမဟုတ်ဟိုဟာတရားတော့ဒါအဲ့တော့မိဘတွေကိုယ်တိုင်ကတရားများတာမို့လို့ပြခဲ့တယ်ဆိုရင်တာသမီတွေအတွင်းထဲမှာလည်းအဲ့ဒီရေချင်းတွေဝင်လာအဲ့ဒီရေချင်းတွေကိုကောင်းပြီဆိုရင်သူကကောင်းတယ်အဲ့အဲ့ဒီဥစ္စာပစ္စည်းတွေပေးလိုက်တာကမမြတ်ဘူးကွာကျွန်တော်ဒီမှာပြောပြီးဘယ်ရာကမှတာမျက်တာလည်းအဒပ်ကမျက်အဲ့ဒီကိုကြည့်ပြားကောင်းလေးကိုဘလူကလက်ပြလို့ပြရမှာလဲမိဘကလို့ပြ အဲ့မိဘကလုံးပြားမှာဖြစ်တော့အတွက်ဒီဟာဒီစီကိုကျွန်တော်လက်ပုတ်လောက်ပြောလိုက်တယ်။အလ္လာရှင်ကျွန်တော်အားလုံးကိုနားလေတဘောပေါက်နိုင်သောအလ္လာရှင်ချင်းပြင်းတာတော့ပါစေ။အင်ရှာအလ္လာဟ်လာမပတိမှာတာသမီတွေကိုငယ်ရွယ်တဲ့ဘဝတည်းကနေအကီဒာမန်တွေတင်ဖို့ဘလောက်အရေးကြီးလဲ။ကျွန်တော်တို့လည်းမန်ကန်နဲ့အကီဒာရှိဖို့ယုံကြည်ချက်ရှိဖို့ဘလောက်အရေးကြီးလဲ။အဲ့ဒါကိုတင်ပြမယ်အလ္လာရှင်ကျွန်တော်အားလုံးကိုနားလေတဘောပေါက်နိုင်သောချင်းပြင်းတာတော့ပါစေ။ဟောအာမင်အာမင်